လေမင်္ဂလာပါဟဲ့ခုပဲပြန်ရောက်ပါတယ်ဟိုတက်ခန်းနေကိုဒီနေ့တက်လေလေဆိုတာတရားမပိန့်တက်ထားတဲ့အချိန်ပဲ November 15ရက်နေ့2025 Nashville Tennessee မှာရောက်နေတယ် vacation တပတ်လာတာ um ရဲ့ဒီမှာပဲဒီမှာဒီနေ့က Saturday ဆိုတော့မနေ့က Sunday ဆိုတော့ပြောင်းကြောင်း တော့တက်ဖို့လောက်ထားတယ် but ဒီလိုရောက်တဲ့အချိန်မှာပဲအဲတခြားတပည့်လေးတွေရောတင်ငင်းစင်းတွေအကုန်လုံးကနိုင်ငံတော်နဲ့ဖြောက်မဲ့စင်တရားကိုရှေးဥစွာဆာကြလို့ဆိုတဲ့ဟာကိုပြီးတော့ live ထဲမှာပြောခဲ့တာဟုတ်တယ်သူတို့တိတ်နာမလဲဘူးဆိုရယ်မေးကုန်မေးတယ်ဆိုတော့ပထမ live ထဲမှာလည်းနိုင်ငံတော်နဲ့ဖြောက်မဲ့စင်တရားကိုရှေးဥစွာဆာကြလို့ပြောခဲ့တယ်အခုဒီ live ရဲ့တရားဟုတ်စကားနိုင်ငံတော်နဲ့ဖြောက်မဲ့စင်တရားကိုရှေးဥစွာဆာကြလို့ okay တဲ့တယ်ပဲပြောမယ်နော်တစ်ခေါက်နားထောင်ပြီးလူဆိုတာစက်ထားရယ်โอเคနိုင်ငံတော်မြန်မာစင် the father ဖြမတ်စင်တရားမြန်မာစင်တခေရှုနိုင်ငံတော်နဲ့နှစ်နိုင်ငံတော်နှစ်ဖြမတ်စင်ဂျားထဲမှာနှစ်ဆိုတဲ့စကလုံးက holy spirit connector ရှင်းလားဒီကြည့်ရစကလုံးပွားရပါလို့ဆိုရှာချာကြလို့ဆိုတော့မင်းတို့ပြန်မေးလည်းဖြစ်ထွက်မှာမဟုတ်ဘာဘာဖြစ်လို့ရှာခိုင်းတော့လဲ တကယ်ရှုသွမ်းမြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်သွားတာလူတိုင်းသိရတာနဲ့ဘာကိစ္စရှာခိုင်းတာလဲမစင်စားမိဘူးမလားစောင့်တင်းနေတော့ပြီးတော့ jealousy ထားမျက်စိရစိတ်တွေထားပြီးတော့မစင်စားမိဘူးမလားတော်စွန်ခုတက်ရှယ်လိုက် live ကိုအဲ့တော့ချက်ထားနိုင်ငံတော်မြန်မာချင်း God the Father ဖြောင့်မခြင်းတရားမြန်မာချင်းတကယ်ရှုနိုင်ငံတော်နှင့်ဖြောင့်မခြင်းနှင့်ဆိုတာ connector ချိတ်ပေးတာဘယ်သူလဲဘယ်သူချိတ်တာလဲဆိုတော့ the father နဲ့ the father နဲ့ the key issue ကိုချိတ်ပေးတာ holy spirit အဲ့ဒါအဓိကစက်ပဲဒါပေမဲ့ရှားလို့ပြောရခါမှာ the key issue ရှားလို့မများတာရှားကြမလို့လေသုံးမျိုးမြောက်တဲ့နေမှာရှင်ပြန်ထမြောက်တော့တိသွားပြီဆိုရင်ပြီးပြီလေ blind faith နဲ့ယုံကြည်ပြီးတော့သွားတာဒါဆိုဘာဖြစ်လို့ရှားခိုင်းတာလဲအဲ့ဒါအနှစ်ပဲအဲ့တော့ပြပြမလားထားလောကကြီးကိုရောက်လာတဲ့အခါမှာအခုလူဖြစ်နေတဲ့အချိန်မှာပြီးခဲ့ဘွားဘာဖြစ်လဲလမ်းစဉ်းစားလိုက်တယ်ဟုတ်ဘာမှစဉ်းစားလို့မရဘူးမလား black out ကြီးဖြစ်နေမလားအေးအဲ့ဒါ main point ပဲဘာဖြစ်လို့ black out ဖြစ်သွားတာလဲဘာဖြစ်လို့ပြီးခဲ့တဲ့ live တွေပြန်စဉ်းစားတဲ့အခါမှာမရတာလဲအဲ့ဒါမသိလို့အကုန်လုံးခွေဖြစ်နေတာဆိုတော့ point တခြားတော့ heaven က heaven ကနေပြီးတော့ဆင်းလာတဲ့လူတွေက heaven ကနေဆင်းလာတဲ့ဆိုးစီအများကြီးရှိတယ်အချို့ဆိုးစီကဒီ earth ကိုရွေပြီးလာတယ်အချို့ဆိုးစီကတခြား planet တွေကိုသွားတယ်အချို့ဆိုးစီက planet ဘောင်းဆောင်ကိုသွားတယ်တန်တရားမတည်ဘူး okay ဆိုတော့အခုမင်းလူဖြစ်နေတဲ့အချိန်မှာ ငါပြီးခဲ့ဘွားဘာဖြစ်လဲ God the Father နဲ့ငါနဲ့ဂျောင်တူဂျူလီယန်တိခဲ့ရလို့ပြောတယ်ငါစဉ်းစားတာဘယ်လိုမှလည်းမသိဘူးငါနဲ့တကယ်ယေရှုနဲ့တိခဲ့ရပြောတယ်ငါစဉ်းစားတာဘယ်လိုမှသိလို့မရငါနဲ့ Holy Spirit နဲ့အရင်ဘွားကတော့တိခဲ့ရပြောတယ်စဉ်းစားတာဘယ်လိုမှစဉ်းစားလို့မရဒါဆိုရင် black out ဖြစ်နေဘာဖြစ်လို့လဲဘယ်လိုမှစဉ်းစားလို့မရချိန်လို့မရမှန်တယ်အဲ့လို black out ကိုဖြစ်ဖြစ်ရတယ်ဘာဖြစ်လို့လဲ စရိယာဆိုးဆီကိုလွှတ်လိုက်တဲ့အချိန်မှာအရင်တော့ဟာတကယ်ရှုသိခဲ့တယ်ရင်သွား God the Father သိခဲ့တယ်ဆိုတော့ consciousness ကမရှိတော့ဖြတ်လိုက်တာအဲဒါကြောင့်မလို့မင်းတို့ black out ဖြစ်ပြီးတော့ဖရာကို access ပြန်လို့လို့မရတော့ဘူးဖရာသခင်ကလောကကြီးရောက်လာတဲ့အချိန်မှာအရင်တော့ဟာသူ့အသိခဲ့တဲ့အသိနဲ့လုံးဝသိခိုင်းတာမဟုတ်ဘူးအရင်တော့ကမင်းတို့က for example နဲ့ပြောမယ်ဆိုအလင်းလုံးလေး or အငွေ့ or ကောင်းကင်တမန် or the time entity အဲ့ဒီဘဝနေပြီးတော့မင်းတို့ဖရာသခင်ရွေးခိုင်းတာဘယ်ဟုသွားစမ်းလဲ ဘာလို့သွားမယ်ဆိုရပြီတကယ်ရှုရှင်ပြန်ထမြောက်တာတွေကြုံဆွေးရမယ်မင်းတို့ပိန်းနေခန်းစားရမယ်နှစ်တောင်ဖျက်ရမယ် tribulation တွေဖျက်ရမယ် new jerusalem မှာငါလေးပြန်တွေ့မယ်မြင်လားအဲ့တော့မင်းတို့ဒိန်းကနေနဲ့ကဘာကိုစပြီးဆင်းလိုက်ခင်ဗျာအလုံးဘဝကနေ stars ဒီဘဝကနေတကယ်ရှုရှင်မှာရှိတဲ့ဘဝကနေ any other identity ရှိတဲ့ဘဝကနေဖြတ်ဆိုပြီးလူလဲဖြစ်လာစအောင်နောက်ကလုံးဝဖြတ်ချပိုက်တာမင်းတို့မှတ်မိလို့မရတော့အဲ့တော့အရင်တော့ဘာဖြစ်ခဲ့လဲစဉ်းစားစဉ်းစားလို့မရတာလေ အရင်တော့တခေရှုရှိမှဘာတွေဖြစ်ခဲ့လဲစဉ်းစားလို့မရအောင်အဲ့ဒါကြောင့်အဲ့တော့ဘာလို့ဖြတ်ခဲ့တာလဲ identity အသိကိုလုံလို့ဘာ identity အသိကိုလုံတာလဲ stage 3ခု training round 3ခုနဲ့ဖြတ်ပြီးတော့ christ consciousness ကိုလုံတာအဲ့တော့ရှင်းရှင်းလေးနိုင်ငံတော်နဲ့ဖြောင်းမှတ်ခြင်းတရားကိုရှေးဥစွာရှာစကလုံးကအဲ့မှာအရေးကြီးဆုံးကနိုင်ငံတော်က God the Father ဖြောင်းမှတ်ခြင်းတရားတစ်ခေရှုအဲ့ဒါအရေးကြီးအရေးကြီးတာဘာလို့ဆိုရှာတာရှာဆိုရဲစကလုံးကဘယ်လိုရှာခိုင်းတာလဲမင်းတို့ခုလူပြည့်နေချိန်မှာ God the Father ပြည့် access လို့မရတော့ တကယ်ချို့လည်းပြန်ပြီး access လုပ်လို့ရတော့ဘာဖြစ်လို့လဲသူကမင်းတို့ကိုနှစ်တထောင်ပြီးတော့ new jerusalem မှာပြန်တွေ့တဲ့ christ righteousness ဆိုတဲ့ identity လောက်တော့မှာမဟုတ်လို့အဲ့ဒီ identity နဲ့ပဲမင်းတို့သူကပြန်တွေ့ကြတာ point လူမဖြစ်ခင်တော့တိခဲ့တဲ့ဟာတွေအကုန်လုံးကသူမလို့ကြတော့အဲ့ဒါရပြီးသွားပြီမင်းတို့တို့ကပါလဲဆိုရင်ကဘာမတီးမရှိမြမှာမင်းတို့နဲ့သူတည်တယ်ကဘာတီးရှိတယ်မင်းတို့ကဒီကဘာကိုရွေးတယ်တခြားကဘာကိုမရွေးမင်းတို့လာလိုက်တဲ့ဒီပါရဲမှာ tribulation ခုနှစ်နှစ်ပြတ်တယ်နှစ်တစ်ထောင်ရောက်တယ်နှစ်ထောင်လည်းပြီးလဲပြီးတော့အရင်တွေ့ခဲ့တဲ့ God the Father နှစ်တစ်ထောင်ပြီးတဲ့ New Jerusalem မှာဒိန်းဆိုလာပြန်ဆောင်တယ်မြင်လိုက် point အဲ့ဒါနိုင်ငံတော်နဲ့ဖြောင်းမဆင်တရားကိုရှေးဥစွာရှာတာပြန်ရှာခိုင်းတာသူ့ကိုဘယ်မှာပြန်ရှာခိုင်းတာလဲ Christ consciousness နဲ့ပြန်ရှာခိုင်းတာ Christ identity နဲ့ပြန်ရှာခိုင်းတာဆိုတော့မင်းတို့ကအရင်တော့ဘဝလိုမျိုးအလင်းလုံးတွေ or ဂျူသားတွေ or angels တွေ or အငွေတွေ or stars တွေလုံးဝမဟုတ်တော့ဘူး မြင်လားရှင်းနေတာပြောလာစကားရအောင်ပြန်စစ်တာအလွတ်ရအောင်ပြန်ပြောနိုင်အောင်လုပ်တာနိုင်ငံတော်မြန်မာစင်း God the Father ဖျားမဲ့ခြင်းများဖျားမဲ့ခြင်းတရားမြင်ခြင်းသခင်ယေရှုဘာဖြစ်လို့နိုင်ငံတော်နဲ့ဖျားမဲ့ခြင်းတရားကိုရှာခိုင်းတာလဲနိုင်ငံတော်လည်းမြင်ခြင်းဖျားမဲ့ခြင်းတရားလည်းယဉ်ခြင်း main focus ကလေးကရှာဘာလို့ရှာခိုင်းတာလဲနိုင်ငံတော်လည်းရှာခိုင်းတယ်ဖျားမဲ့ခြင်းတရားလည်းရှာခိုင်းတယ်ဘာဖြစ်လို့လဲ အရင် identity မရှိတော့ဘူး identity အသက်လောက်လိုက်တာကဘာမတိုင်ခင်တော့ the father နဲ့မင်းတို့ ਨੇ တီးတယ်မလို့ကျွန်တော်ဟိုတယောက်ကကဘာပြီးွားတဲ့ခါမှာ new jerusalem မှာမင်းသူ့ကိုလာပြန်တွေ့အောင်ပြန်ရှာခိုင်းတာ that is the meaning of နိုင်ငံတော်နဲ့ဖြောင်းမခြင်းတရားကိုရှာချက်ထားနော်ဒါကိုနားထောင်ပြီးတော့မချက်နိုင်တော့တော့နေတာ next point နိုင်ငံတော်ရဲ့နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကနိုင်ငံတော် definition ပြောပြီး God the Father ဆိုတာနိုင်ငံတော်ရဲ့နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ပြောမယ်နိုင်ငံတော်ရဲ့ definition ဒုတိယ definition ကဘာလဲဆိုရင် authority အာဏာစက်နိုင်ငံတော်လို့ပြောတဲ့အခါမှာ administration authority အာဏာစက်ကိုပြောတာအဲ့တော့ authority ကိုရှာအာဏာစက်ကိုရှာလို့ပြောတဲ့အခါမှာ New Jerusalem ကိုရှာခိုင်းတာ New Jerusalem က city နိုင်ငံဆိုတာအဲ့လို city ကြီးအများကြီးပေါင်းထားတဲ့ kingdom ကြီးကိုပြောတာနိုင်ငံတော်မြများချင်း authority အဲ့ဒါဒုတိယ definition ညာပြီးပြောခဲ့ပြီးရနော်ဒီလောက်ပဲပြောမယ်ရအောင်စက်ထားရအောင်မှတ်ထားအလွတ်ရအောင်မချက်နိုင်ထားရတဲ့မတန်အောင်အဲ့ဒါပဲလာပြောတာ verification မှာဒါပဲနော်